Facebook ရဲ့ Meta ကုမ္ပဏီကိုတည်ထောင်သူနဲ့အကြီးအကဲဖြစ်သူ Mark Zuckerberg ဟာလုပ်ငန်းလုပ်ကြီးအုပ်မှုဆိုင်ရာတရားစွဲဆိုခံထားမှုအတွက် တနင်္လာနေ့မှာတရားရုံးကိုလာရောက်စစ်ဆေးခံခဲ့ရပါတယ်။ဒီအမှုဟာ American ရဲ့သမိုင်းမှာထင်ရှားတဲ့အမှုတစ်ခုလည်းဖြစ်ပါတယ်။ Instagram နဲ့ WhatsApp တို့ကို Meta ကမဝယ်ယူမိနဲ့ကြိုင်ဘက်တွေမဖြစ်ခင်ကာလာတုန်းကဈေးကွက်မှာ Meta ကဈေးကွက်မှာသူ့ရဲ့အာဏာကိုအလွဲသုံးစားလုပ်ပြီးဝယ်ယူခဲ့တာလို့စွပ်စွဲခံခဲ့ရတာပါ။ မတဟာပြိုင်ဘက်လို့သူတို့သတ်မှတ်ခဲ့တဲ့လုပ်ငန်းတွေကိုရှင်းပြိုင်မှုအမျိုးမျိုးနဲ့ချိန်ချောက်ခဲ့တယ်လို့ Federal ကုန်သွယ်ရေးကော်မရှင် FTC ရဲ့ရှေ့နေတွေကစွပ်စွဲထားတာဖြစ်ပါတယ်။2012ခုနှစ်တုန်းကပေးပို့ခဲ့တဲ့ Facebook ရုံးတွင်း email တစ်ခုကိုစူဂါဘတ်ကိုပြတဲ့နေရာမှာအဲ့ဒီ email ထဲမှာ Instagram က smartphone တွေမှာအရန်နာမည်ကြီးနေပြီး Facebook ပေးထားတဲ့လုံဆောင်ချက်တွေကိုအလွယ်တကူကူးယူနိုင်တယ်လို့သတိပေးထားပါဗျ။အဲ့ဒီနောက်2012ခုနှစ်တုန်းက Instagram ကိုဝယ်ဖို့လုံတုံးက email တစ်ခုထဲမှာလည်း Facebook ကသူ့ရဲ့ဝန်ဆောင်မှုပုံစံတွေကိုတိုးတက်အောင်လုပ်နေချိန်မှာ Instagram app ကိုဘာမှမလုပ်ဘဲဒီတိုင်းဆက်ထားဖို့ပြောခဲ့ပါတယ်။အဲဒီလိုလုပ်ရင် Instagram ကိုပိတ်လိုက်တဲ့အခါအသုံးပြုသူတွေစိတ်မဆိုးအောင်ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။ Zuckerberg ကတော့ဒီလို email တွေဟာအဲဒီအပြန်အလှန်ပြောဆိုမှုတွေက Instagram ကိုဝယ်ဖို့အစီအစဉ်တွေမဖြစ်လာခင်ကကိစ္စတွေသာဖြစ်ကြောင်းခြေပါခဲ့ပါတယ်။သမ္မတ Donald Trump အစိုးရအာဏာရလာတဲ့အခါ မီးပညာကုမ္ပဏီတွေအပေါ်လဘကြီးအုပ်မှုဥပဒေနဲ့အရေးယူတာကိုရှော့ပေးလိမ့်မယ်လို့စူဂါဘက်ရဲ့မျှော်လင့်ချက်တွေကိုအခုတရားစွဲဆိုမှုက ပြတ်ပြဲသွားစေပါတယ်။အခုတရားစွဲဆိုမှုကစူဂါဘက်အနေနဲ့ Instagram နဲ့ WhatsApp ကိုပြန်ရောင်းခိုင်းတာမျိုးဖြစ်လာနိုင်ပါတယ်။အဲဒီ app နှစ်ခုဟာလည်း Meta ကဝယ်ယူပြီးတဲ့နောက်မှာကမ္ဘာအထိတ်တန်းအတည်ဖြစ်လာခဲ့ပါတယ်ရှင်။လောကမီဒီယာရဲ့ဆက်လက်ရည်မှန်းဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံး ိုအပ်ချက်ဖြစ်တာကြောင့်မြစီမား TV YouTube Channel မှာမမဝေပေးခြင်းဖြင့်ဦးနိုင်ကြောင်းလည်းအတိအပြီးထိတ်ခေါ်လိုက်ပါရစေ။